Assalamu alaikum wa rahmatullahi wa barakatuh. ယနေ့ဟစ်ဂျရီ1446ခုရှောဝလ16ရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ15ရက်နေ့အင်္ဂါနေ့မှာ5မိနစ်တောင်မြင့်ခေရဲ့သင်ခန်းစာအမှတ်စဉ်980ကိုတင်ပြမှာဖြစ်ပါတယ်။ဒီနေ့ကတော့ကျွန်တော်တို့အာယတ်တော်တအာယတ်ကိုကိုးကားပြီးတော့ဒေါက်တာအဒမ်ရှယ်ကာဝီကမိမိရဲ့ Rasail min al-Quran ဆိုတဲ့ကဘာကျော်ကျမ်းမှာတင်ပြထားတာလေးကိုပြန်လည်မျှဝေမှာပါ။ဒီရဲ့ message ကတော့အရာရာတိုင်းဟာသူ့အချိန်နဲ့သူ့ ဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်နားလည်ဖို့ဖြစ်ပါတယ်။အာရတော်ကတော့ဝလမဘလဂအရှုဒ်ဒဝဝစတဝအတိုင်နာဟူကမဝအိလ်မာရဟဇတ်မူဆာအလိဆလာတူဝဆလမ်တခင်ကြီးဟာအရွယ်တစ်ခုကိုရောက်ရှိလာတဲ့အခါရင့်ကျက်လာတဲ့အခါမှာမြတ်တော်မူသောအလောရှိမြတ်ကတခင်ကြီးကိုအသိပညာတွေပြီးတဲ့အခါမှာဟိကမတ်ညာအမျိုးအမြင်တွေကိုချီးမြှင့်ခဲ့တဲ့နူဘူဝတ်လို့ခေါ်တဲ့ နဗီဖြစ်ချင်းကိုလည်းချီးမြှင့်ခဲ့တာဖြစ်ပါတယ်။မဒီယာရက်ကိုကိုးကားပြီးတော့သခင်အနေနဲ့ရည်သားပါတယ်။တချို့သောကိစ္စတွေဟာကျွန်တော်တို့မရခင်မှာအရင်ဆုံးရင့်ကျက်နေဖို့လိုတယ်တဲ့။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ကမရင့်ကျက်ခင်မှာစောစောစီးစီးဒါကိုယူလိုက်ရင်ကျွန်တော်တို့အချိန်မတိုင်မီမှာဒါကိုဖျက်ဆီးမိသွားတာမျိုးတွေရှိပါတယ်။ဥပမာအနေနဲ့အလောရှိမြတ်ကဘဒရမမုဆလမန်ကိုအောင်းနိုင်စေခဲ့တဲ့အရှင်ဖြစ်ပါတယ်။ ီရှင်မြတ်ကမု슬မန်တွေကိုမက္ကာမှာလဲပဲသူတို့တူတူအာရင်ချင်းနေပြီးတော့မှကာဖီမုရှရစ်တွေရဲ့ပြုကျင်တယ်လို့ပြုနေတဲ့လက်ခုပ်ထဲကရေအဖြစ်နဲ့ထားခဲ့တယ်တကယ်တော့အလောရှိမြတ်ကမက္ကာမှာရှိနေတဲ့မုအမင်တွေကိုအဲ့ဒီချိန်တွေကကူညီလို့ရပါတယ်ဒါပေမဲ့အကူအညီကိုအလောရှိမြတ်ကနောက်ဆိုင်ထားလိုက်တယ်ဘာကြောင့်လဲဆိုတော့ဆာဘာတာဝကကြီးတွေကိုဥစွာပထမရင့်ကျက်လာစီဖို့မြတ်တော်မူသောအလောရှိမြတ်ကလေ့ကျင့်ပေးနေတာဖြစ်ပါတယ် ဒါမှပဲသူတို့တဖြည်းဖြည်းရင်းကျက်လာမယ်သူတို့သဘောပေါက်လာမယ်ပြီးတဲ့နောက်ပိုင်းမှာမကြမီသူတို့တွေထမ်းရွက်ရမယ်တဝန်လွာဟာအင်တန်ကြီးကျယ်တယ်ဆိုတာကိုသူတို့တွေကိုသိစေချင်တာဖြစ်ပါတယ်ဒါကြောင့်ဒီဒုက္ခတွေဟာကိုယ်တိုင်ပြီးတဲ့ဒုက္ခတွေထက်ပိုကြီးကျယ်တဲ့ဒုက္ခတွေနောက်မှလာနေပြီဒါကြောင့်အဲ့ဒီဒုက္ခတွေကိုပါပူတွဲပြီးတော့ခံနိုင်ရည်စွမ်းရှိဖို့အတွက်အလောရှိမတ်ကသူတို့ကိုအရင်ဆုံးလေ့ကျင့်နေတာဖြစ်ပါတယ်အဲ့တော့ဒါကတော့တောဟစ်တရားကိုလက်ခံထားပြီးတော့ဖြန့်ချိမဲ့ပုံကိုယ်တိုင်းဟာ ဒီအတွက်အများကြီးဒုက္ခတွေရင်ဆိုင်ရနိုင်တယ်ဆိုတော့ကိုအလောရှိမက်ကတည်တယ်။ဒါကြောင့်သူတို့ကိုအမျိုးမျိုးဒုက္ခတွေနဲ့ရင်ဆိုင်စေခဲ့တယ်။ပြီးတဲ့အခါမှာမှမဒီနာရှင်မျိုးတော်ကိုရောက်လာတဲ့အဲ့ဒီချိန်မှာလူ313ပါတစ်ဖက်မှာ3000ကျော်ကိုအလောရှိမက်ကအောင်နိုင်မှုတွေပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အင်တန်ချစ်လက်အပ်တဲ့ချစ်မိတ်ဆွေတဲ့။ကျွန်တော်တို့အချိန်တစ်ခုတော့စောင့်ရမယ်ရင့်ကျက်ဖို့အတွက်ကျွန်တော်တို့အချိန်တွေပေးရပါတယ်တဲ့။ကျွန်တော်တို့အားလုံးတည်ပြီးဖြစ်တဲ့ကျက်ဥကိုကျွန်တော်တို့ကအာမပေါက်ခင်မှာ ရိုက်ခွဲလိုက်မယ်ဆိုရင်တေချာပုတ်အဲ့ဒီထဲကတားပုတ်လေးဟာတည်သွားမှာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ရိတ်သိမ့်မီရိတ်သိမ့်ငိမ်မကြခင်မှာစဘာတွေဂျုံတွေကိုတွားပြီးတော့ရိတ်ပြစ်လိုက်မယ်ဆိုရင်ထမင်းဆိုတာလည်းဖြစ်လာဖို့ရှိမှာမဟုတ်ပါဘူးအဲ့တော့ဒါကြောင့်ကျွန်တော်တို့ကသဘောပေါက်ဖို့လိုအပ်တာကသူ့အချိန်နဲ့သူမဲ့ဝင်းတဲ့အထိရင့်ကျက်လာတဲ့အထိဆောင်းဆိုင်ရတဲ့အချိန်ဆိုတာရှိပါတယ်သူ့နေရာရှိတယ်သူ့အချိန်ရှိတယ်အဲ့တော့သူ့နေရာနဲ့သူ့အချိန်နဲ့ ဖြစ်လာတာလေးကိုတော့ကျွန်တော်တို့စောင့်ဖို့လိုအပ်ပါလိမ့်မယ်လောလို့မရပါဘူးအခုကျွန်တော်တို့ဒုက္ခရောက်နေတဲ့ညီကိုမောင်နှမများကိုလည်းဒီနေ့ရဲ့သင်ခန်းစာလေးနဲ့ဖြည့်သိမ့်ကျင်တာကကျွန်တော်တို့အချိန်တစ်ခုတော့စောင့်ပေးရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့တဖြည်းဖြည်းချင်းကျက်လာပြီးတော့ဘဝကိုနားလည်လာတဲ့အခါမှာကျွန်တော်တို့ဘလို့ရှေ့ဆက်ရှင်တန်ရမယ်ဆိုတာကိုသဘောပေါက်လာတဲ့အခါမှာအကောင်းဆုံးသောအလောရှင်မြတ်ဖက်ကန်ဒီအကူအညီတွေဟောချရောက်လာမှာပါကျွန်တော်တို့မြန်မာနိုင်ငံနဲ့အဝမ်းမှာဒုက္ခရောက်ခဲ့တဲ့ညီကိုတွေအများကြီးရှိပါတယ် နာကိမမုံတိုင်းမိခဲ့တဲ့သူတွေမိလောင်ခဲ့တဲ့သူတွေဖြက်စီးခံခဲ့ရတဲ့သူတွေအားလုံးရဲ့တမိုင်းနောက်ခံကိုပြန်ကြည့်ကြည့်လိုက်ပါလောရှမြတ်ကအားလုံးကိုနှစ်ဆသုံးဆအစာပေါင်းများစွာပြန်လည်ချင်းမြင့်ခဲ့တာကျွန်တော်တို့နိုင်ငံနဲ့အဝမှာနမူနာတက်တည်တွေအများကြီးရှိနေပါတယ်ဒါကြောင့်ကျွန်တော်တို့အချိန်တစ်ခုတော့ကြံ့ကြံ့ခံပြီးတော့ဆောင်ဆိုင်ရမှာပါအဲ့လိုကျွန်တော်တို့ရင်းရင်းကျက်လာတဲ့အခါအလတ်ဘက်ကိုကျွန်တော်တို့အုပ်တုံပြန်လှည့်လာတဲ့အခါလောရှမြတ်ကလည်းကျွန်တော်တို့အတွက် မိုးကောင်းငင်ကနေပြီးတော့မှရဟမတ်တကားတွေကိုဖွင့်ချပေးလိုက်မှာဖြစ်တယ်။အလတ်ရဲ့ခဇာနာတွေကျွန်တော်တို့ပေါ်မှာရွာသွန်းဖြိုးပေးလိုက်မှာဖြစ်ပါတယ်။ယုံကြည်ချက်နဲ့တကွဒါကိုကျွန်တော်တို့ပြောအပ်ပါတယ်။အစ္စလာမုအလัยကွမ်ရဟမတ်တူလာဟီဝဘာရကာတူ